ါရှင့်ဒူကလာဖြစ်တူလန်ချန်နယ်ကနေပြီးတော့ပြန်လည်လှုပ်ချုံဆုံလိုက်ပါရယ်အခုရပိုင်း line တွေကလည်းမကောင်းသုံးနေကြ VPN တွေကလည်းအဆင်မပြေခုလိုမျိုးဘွားတူတွေအတွက်အခုလောလောဆယ်သုံးလို့အဆင်ပြေနေတဲ့ VPN လေးတွေကို sharing လုပ်ပေးသားပါမယ်အခုပြပြမဲ့ VPN လေးတွေကိုစံသုံးကြည့်ပါတခုခုကတော့ကိုနဲ့ကြိုက်ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ် line သုံးလို့ကောင်းတဲ့ VPN တွေကို sharing လုပ်ပြီးသားရင်လည်းဆက်ပြီးတော့ line မကောင်းရင်ဘာလို့ VPN ခံတင်တာလဲဆိုတဲ့အကြောင်းလေးကိုပါဘ ഹു သုဒ္ဓအနေနဲ့ပြောပြပေးသားအောင်။ကဲအဲ့တော့အရင်ဆုံး free day ကအဆင်ပြေတာလေးတွေကိုအရင်ပြောပြပေးသားပါမယ်။ပထမဆုံး VPN လေးကတော့ speed of VPN လေးပါ။ဒီ speed of VPN လေးကအခုတော်တော်လေးကိုသုံးလို့ကောင်းနေရ သူက Android မှာရော iOS မှာပါတုံးလို့ရတာမို့လို့ Play Store ကနေရော App Store ကနေပါ download ဆွဲလို့ရတယ်။ဒီမှာရိုက်ရှာလိုက်ရင် ခရမ်းရောင်လေးနဲ့မြားလေးအပေါ်တက်နေတဲ့ပုံစံလေးသူ့ကို download ဆွဲလိုက်ပါ။ဒီမှာလေးဘာလို့ download ဆွဲလို့ရတာပါပြတာလဲဆိုရင် VPN link ဆိုပြီးတော့ပေးတိုင်းတွေ့ရကြုံရလင့်နေရာနေရှောက်ပြီးတော့မဝင်စေချင်လို့ ဘာလို့လဲဆိုတော့အဲ့ဒီလင့်နေရကြားပြန့်လင့်နေဖြစ်နေကိုကသွားနှိမ့်ပြီးလစ်ရောပဲအဲ့တော့အခုလို့စိတ်ချရတဲ့ official play store တို့ app store တို့ကနေပဲ application ကို download ဆဲပါကဲ speed talk လေး download ဆဲပြီးရင်သူတွေကိုဝင်လိုက်ဒီထဲက terms and condition တွေကို agree လုပ်ပေးလိုက်ပြီးရင်ကိုလိုချင်တဲ့ location ကိုရွေးချယ်ပေးလိုက်ရုံပဲ သုံးကြည့်ကြည့်နော်အဆင်ပြေပါတယ်။ဒုတိယတစ်ခုကကြတော့ Opac Go VPN လေးပေါ့။အရင်ထဲကနာမည်ကြီးခဲ့တဲ့ Proton VPN လေးပါ။သူကကြတော့အခမဲ့ version ကိုမှ unlimited ပါ။ဘယ်လိုမျိုးပြောရလဲဆိုရင် သူသတ်မှတ်ထားတဲ့ region တွေကို အချိန်ကန့်သက်ပေးထားတာမျိုးမရှိဘူး။ကြော်ညာကြည့်ပြီးတော့အချိန်တိုးပေးရတာမျိုးလည်းမရှိပါဘူး။သူလည်းပဲ Android မှာရော iOS မှာရောနှစ်ခုစလုံးမှာတုံးလို့ရတယ်။ Play Store ထားမှာမဟုတ် App Store ကိုသွား ဆာဖာကနေပြီးတော့ proton vpn လို့ရိုက်ရှာလိုက်ဒီလိုပုံလေးနဲ့ပါဒါကို install လုပ်ပေးလိုက်မယ် install လုပ်ပြီးသွားရင် application ထဲကိုဝင်လိုက်ဒီမှာ continuous cast ကိုနှိပ်ပြီးဒါဆိုရင် vpn ချိန်တဲ့နေရာလေးရောက်သွားပြီဘယ်နိုင်ငံတွေချိန်လို့ရရဲဆိုတာတစ်ချက်ပြပေးမယ်ဒီမှာဆိုရင်အခုပြထားတဲ့ server 10ခုကိုချိန်လို့ရမယ် ဒါပေမဲ့ကိုကြိုက်တဲ့စာပါကိုတော့ကြည်လို့မရဘူး။ random ချိန်ပြမှာ VPN ချိန်မယ်ဆိုတော့ connect ကိုနှိပ်ပြလိုက်။တကယ်လို့တမ်းမချိန်သေးဘူးကြာနေရဆိုရင်ဒီအောက်ကချိန်စာပါကိုနှိပ်ပြီးတော့စာပါကောင်းတဲ့နေရာမိအောင်လို့ချိန်လို့ရပါတယ်။ဒီမှာချိန်သွားပြီဆိုတော့တခါတည်း Facebook ထဲကိုဝင်ပြပေးမယ် ဆိုးတော့300အဆင်ပြေပြီးတော့ line ကောင်းတယ်။ပြီးတော့သူ့ရဲ့အားသာချက်တစ်ခုက security ပိုင်းလုံခြုံရေးလက်ကောင်းတယ်လို့နာမည်ကြီးရဲ့။အဲ့တော့လုံခြုံရေးလက်ကောင်းတယ်ဆိုတော့ကို့ဖုန်နဲ့ကြိုက်တယ်ဆိုရင်သူလည်းတုံကြည့်ကြည့်တတိယတစ်ခုအနေနဲ့ပြပြပေးခြင်းနဲ့ free vpn လေးရတော့ noun vpn မှာသူ့ရဲ့ပုံစံက align motion နဲ့တော့တူတယ်။သူလည်း android မှာရော ios မှာပါနှစ်မျိုးစလုံးရတယ်။ play store ဒါမှမဟုတ် app store ကနေ noun vpn လို့ရိုက်ရှာ ြီးရင်ဒါလေးကို download လုပ်ပေးလိုက်။သူလည်း300တာလွတ်လွတ်လေးပဲ။ဝင်လိုက်ရင်သူတို့ရဲ့ terms and condition ကို agree လုပ်ပေးလိုက်။ပြီးရင်ဒီနေရာကနေကိုကြိုက်တဲ့ location ကိုရွေးချယ်လိုက်။ Okay ချိန်တော်ပြီဆိုရင် Facebook တစ်ချက်သုံးပြပေးမယ်။ဒီမှာတော့သူလည်း line ကောင်းတဲ့ထဲပါပါတယ်။လေကူးမြောက်အနေနဲ့ပြပြပေးစင်တဲ့ free vpn လေးရတော့ play to vpn လေးပါ ူကလည်း Android မှာရော iOS မှာရောနှစ်မျိုးလုံးရတယ်။ Play Store ဒါမှမဟုတ် App Store ကနေ Play Store VPN လို့ရိုက်ရှာလိုက်။ဒီမှာဆိုရင် Play Store VPN ကနှစ်မျိုးဖြစ်နေတယ်။ဒီအပေါ်က1 million download လုပ်ထားတဲ့ application လေးကို install လုပ်ပေးလိုက်ပါပြီးရင် application နဲ့ဝင်လိုက်ဝင်ပြီးရင် start for free နေရာလေးကိုနှိပ်ပေးလိုက် stop for free ကိုထပ်နှိပ် VPN ချိန်မယ်ဆိုတော့ဒီနေရာလေးကိုနှိပ်ပြီးတော့ချိန်ပေးလိုက်မယ်။ကဲ connected ဆိုရင်တော့ VPN လေးချိန်သွားပြီ။သူလေးလည်းမစိုးသုံးကြည့်ကြည့်။နောက်ဆုံးတစ်ခုအနေနဲ့ sharing လုပ်ပေးစင်တဲ့ VPN လေးကတော့ Cool VPN ပါ။သူ Play Store ကနေပဲ search bar ကနေ Cool VPN ဆိုပြီးတော့အလွယ်ရိုက်ရှာလိုက်။အစိမ်းရောင်ပုံလေးနဲ့ကိုမှအထဲမှာတော်လေး။ဒါလေးကို install လုပ်ပေးလိုက်။ install လုပ်ပြီးရင် application နဲ့ကိုဝင်လိုက်ဒီနေရာလေးကိုရောက်သွားလိမ့်မယ် VPN ချိန်မယ်ဆိုဒီနေရာလေးကိုနှိပ်ချိန်ပေးလိုက် connect VPN ဆိုရင်စပြီးတော့သုံးလို့ရပါပြီသူလဲ line ဆွဲရကောင်းတဲ့ထဲပါတဲ့ free VPN လေးပါပဲအဲ့တော့အခုပြပြပေးသွားတဲ့ free VPN လေးတွေက အလုံးအတွက်အဆင်ပြေလိမ့်မယ်လို့ထင်တယ် ကို့ဖုန်းနဲ့ဖေး VPN နဲ့ကြိုက်မလဲတာစမ်းသုံးကြည့်ဖို့လိုပါတယ်။တကယ်လို့ကိုက free သုံးရတာစိတ်ကုန်နေပြီကွာ။ Premium လေးပဲသုံးတော့မယ်ဆိုရင်တော့ဒီ Expert VPN နဲ့ Norton VPN ကသုံးလို့ကောင်းနေတော့မှာပဲ။ကဲသုံးလောက်ကောင်းတဲ့ VPN လေးတွေကို sharing လုပ်ပြီးသားရေဆိုတော့ဟိုးရှိမှပြောသွားတဲ့အတိုင်းကိုရီ VPN ခံသုံးနေရတဲ့အကြောင်းလေးတွေ VPN ခံရလို့ကောင်းတဲ့အချက်ဆိုးတဲ့အချက်လေးတွေကိုဘူးဘူးတရအနေနဲ့သိချင်တိအောင်လို့ပြပြပေးသားမယ် အရင်ဆုံးလေဖွေဖျံခံရတဲ့အကြောင်းလေးကိုပြပြပေးမယ်။ပြီးတော့ဖွေဖျံခံရင် line ချိတ်ဖို့ဘာလို့ကြာရတာလဲဆိုတာလေးတွေရောဘုဟုတ္တပေါ့။ပုံမှန်ကအင်တာနက်ကိုဖွင့်ပြီးတော့ website တစ်ခုခု application တစ်ခုခုနဲ့တန်းဝင်လာရင်အလဲမှာဘာမှကြားခံရှိမနေဘူး။အဲ့ဒါမျိုးကို single hoof လို့ခေါ်တယ်။အရင်ကကိုယ်တွေဖွေဖျံမလိုခဲ့တဲ့အခြေအနေကိုပြောတာ။ အခုကကိုရီကိုဖမ်းထားတော့ VPN ခံသုံးရတယ်။ VPN ခံလိုက်တဲ့အခါကျတော့ VPN ကိုတဆင့်ခံသုံးလိုက်ရတဲ့အတွက်အဲ့ဒါကို double hoof လို့ခေါ်တယ်။ဥမာကိုကမြန်မာမှာ VPN အားကျတော့ဂျပန်ဆာဗာမှာ website ဆာဗာကျတော့စင်ကာပူမှာအဲ့လိုမျိုးပေါ့။တဆင့်တဆင့်ခံခံသွားတာဆိုတော့ internet connection ကျတာမျိုးတွေဖြစ်လာတာ။ပြီးတော့ VPN ရဲ့အဓိကလုံဆောင်ချက်ကကိုယ့်ရဲ့အချက်လက်တွေတည်နေရာတွေကိုလုံခြုံအောင်သိမ်းဆည်းပေးထားရတာဖြစ်လို့အချိန်ယူဖို့လိုတယ်။ ဒါကြောင့်မလို့ VPN ခံရင် line ချိန်ဖို့အချိန်ကြာတာအဲ့တော့အခုဆိုရင်ကိုရီးယားကဖန်ထားတာကိုကြော်ခွားဖို့ VPN သုံးတယ်ပြီးတော့ဘောနော်ကိုရီးယား VPN မခံမဲနဲ့ရိုးရိုးတနက် internet သုံးတယ်ဆိုရင် throttling လောက်ခံရတာရှိရယ်သူ့ကို ISP throttling bypass လို့ခေါ်တယ် ISP ရဲ့အရှိောက်ကကြတော့ internet service provider ဘာလို့ throttling လောက်ကြတာလဲသူ့ရဲ့တာဝန်ကကြတော့ internet ကိုရဲ့ပိတ်ဆို့မှုကိုစီမံခန့်ခွဲနိုင်တာ မှာညနေပိုင်းလူသုံးများရဲ့ဆိုရင်အင်တာနက်ကွန်ရက်ပိတ်ဆို့မှုကိုရှော့ချဖို့အတွက်သုံးဆွဲနေတဲ့လူတချို့ရဲ့အမြန်တော့ယာယီရှော့ချပလိုက်တာတို့ပြီးတော့သူတို့သတ်မှတ်ထားတဲ့ data ကန့်သက်ချက်တွေကိုကြော်သွားရဲ့ဆိုရင်လည်းဒီသုံးတဲ့လူတွေရဲ့အင်တာနက်အမြန်တော့ရှော့ချလိုက်တာတို့အဲ့ဒါရင်လုပ်တယ်တချို့ data အများအပြားသုံးရတဲ့ဗီဒီယိုကြည့်တာ download ဆွဲတာ online game ကစားတာစတဲ့လုံဆောင်ချက်တွေကိုလည်းသူတို့ရဲ့အင်တာနက်ကွန်ရက်ပိတ်ဆို့မှာဆိုးတဲ့အတွက်အမြန်တော့ရှော့ချပလိုက်တယ် အာဘယ်လိုပြောလဲဆိုရင်ဥမာကိုက Facebook သုံးနေရဆိုတော့ internet service provider ဆစ်စီတော့ Facebook လို့မြင်လိုက်တာနဲ့ Facebook က line ကျက်နေရအဒီလူကို speed နဲ့နဲ့ short လိုက်မယ်အဲ့လိုလုပ်လိုက်တယ်တကယ်လို့အဲ့ဒီမှာကိုက VPN ကိုသာခံသုံးလိုက်တယ်ဆိုရင်ကိုဘာလုပ်နေလဲဆိုတာနဲ့ကိုအချက်လက်တွေကို VPN တဆင့်ခံပြီးတော့ဖုံးထားတော့ internet service provider ကိုကိုခြေရာမခံနိုင်တော့ဘူးအဲ့တော့သူတို့လုံးမဲ့အင်တာနက်ကန့်သက်ချက်ကိုရှောင်ပြီးတော့ငကိုအင်တာနက်စပီဒ်တိုင်းသုံးနိုင်သွားတယ် ဒါ VPN သုံးလို့ကောင်းတဲ့အချက်ပေါ့နောက်တစ်ချက်ကကြတော့ကိုယ့်ရဲ့ငိုအင်တာနက် connection ကအရန်ရှုပ်ထွေးနေရင်လည်း line မကောင်းတာမျိုးဖြစ်တတ်တယ်။တကယ်လို့ကိုကကောင်းတဲ့ VPN server တစ်ခုခုကိုအချိန်မီရယ်ဆိုရင် VPN ကကိုယ့်ရဲ့ internet connection ကိုလမ်းကြောင်းရှင်းပေးလိုက်တာမျိုးကြောင့် line ရပို့ပြီးတော့ကောင်းသွားနိုင်တယ်။ပြီးတော့တချို့ပိတ်ဆို့ထားတဲ့ website တွေ application တွေကိုဆိုရင် VPN သုံးပြီးတော့ဝင်နိုင်တာမျိုးတို့အဲ့လိုကောင်းတဲ့အချက်လေးလည်းရှိရဲ့။ ဒါဆိုရင် VPN သုံးရလို့ကောင်းတာလေးတွေရော ဆိုးတာလေးတွေရောဘူးထရအနေနဲ့တည်တာပြီလို့ထင်တယ်။မတည်တာလေးတွေထပ်ပြီးတော့တည်ချင်တာလေးရှိရဆိုလို့ရှိရင်လည်းဒီ YouTube video ရဲ့ comment box ကနေပြီးတော့မှန်းသားလို့ရပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်။နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။